စီဒါဂရုံးမျိုးလေးမှာရွေရသည့်ပူပြင်းနေချိန်အများသုံးရေကူးကန်အတစ်ကြီးစတင်ဖွင့်လှစ်လိုက်တဲ့ခိမိအစင်မီတဲ့ဒီကန်ကြီးမှာဒိုင်းဘုတ်တွေရေအောက်မီလုံးတွေနဲ့အတူတစ်ဖက်ဆုံးမှာရုတ်တရက်အနက်ဆက်၅ပေအထိနက်သွားတယ်။နှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ရတဲ့ဒီကန်ကြီးဟာပူပြင်းတဲ့ရွေရသည့်မှာရေအိုင်ကြီးတစ်ခုလိုတောက်ပနေပြီးလူတွေအတွက်အေးမြသောအနားယူရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ခမာဆုံးဝင်ကြည့်သူတွေထဲမှာဒေတာကောလိပ်ကမိတ်ဆွေ၅ယောက် အီဗာမာလီဂျူနိုတီယိုနဲ့ရီတိုကဆာမွေးဝဲဖီစီမှုနဲ့နှွေဘူးတန်ကနေလွတ်မြောက်ဖို့သူတို့ဟာရေမောတန်တွေနဲ့ရေကူးကန်ထဲဝင်လာကြတယ်ဒါပေမဲ့ကန်ရဲ့လေဟာနယ်ကသူတို့ကိုနည်းနည်းလေးခြောက်တွေ့စေခဲ့တယ်။အီဗာကပထမဆုံးသတိထားမိတယ်။ငါထင်တာက ရေက ပုံမှန်ထက်ပိုမောင်နေတယ်။သူမကကန်နဲ့ဆုံးနေရကိုငေးကြည့်ရင်ပြောလိုက်တယ်။အလင်းတွေကကန်အောက်ခြေထိမရောက်ဘူးလို့ထင်ရတယ်။အရေးတွေပါပဲကွာ။ မာလစ်ကပုတ်ပုတ်ပပဖြေလိုက်တဲ့ရေညှိငွေတွေကြောင့်ဖြစ်မှာပါအဲ့ဒီနေ့ညနေမှာ သူတို့ဟာရေကူးကြပါတယ်ဒါပေမဲ့ဂျူနိုအနက်ဆုံးနေရာကိုမုတ်သွားတဲ့အခါသူမဟာချက်ချင်းပဲဖြူဖက်ဖြူလျော်နဲ့ပြန်တက်လာပြီးတုံနေတယ်အောက်မှာတခုခုရှိတယ်သူမရဲ့အတန်တုံနေတယ်ငါခြေထောက်ကိုဖျက်ထိတယ်အားလုံးတိတ်သွားကြတယ်တီယိုကသူမမားချောင်းတက်တည်ပြဖို့ငုတ်သွားတယ်သူဟာမျောလင့်ထားတာထက်ကိုကြအောင် ရေအောက်မှာငုံနေပြီးနောက်ဆုံးရေမျက်နှာပြင်ပေါ်ပြန်ရောက်တဲ့အခါသူဟာရေနေပေမဲ့အတန်ကတုန်နေတယ်ဘာမှမရှိဘူးသူကဆက်ကြောတင်းပြီးပြောတယ်ရေကအေးတာပဲညတစ်ခေါက်မှအေးပါအိမ်မပြောဖြစ်နေတယ်ကံရဲ့မောင်မင်းနဲ့ဆိုင်တဲ့အနက်ဆိုင်ဆုံးနေရာကပုံရိပ်တွေကသူ့မောက်ကို၆လက်နေတယ်ရေလိုင်းတွေဟာသူ့နှလုံးခုန်တက်လို့လှုပ်နေတာကိုသူမမတ်မိနေတယ်ညနှစ်နာရီ73မိနစ်မှာဂျူနိုစီကမက်ဆေ့တစောင်းရောက်လာတယ်အေးပါ ငါ့ကိုလိုက်လာတဲ့ထင်တယ်အေဘာဟာဖုန်းဖန်သားအပြင်ကိုကြည်ရင်နှလုံးတထိတ်ထိတ်နဲ့ရက်နေမိတယ်ဘာကိုဆိုလိုတာလဲသူမကပြန်စာပို့လဲ reply မပြန်ဘူးဂျူနိုကိုဖုန်းဆက်တော့လဲဖုန်းမကင်ပြန်ဘူးဘာမှကိုမစင်းစားတော့ပဲသူမဟာတော်တွေကိုကောက်ယူပြီးဂျူနိုရဲ့တိုက်ခန်းစီထွက်လာခဲ့တယ်လန်းတွေကြားမှာတိတ်ဆိတ်နေပြီးစူထိုင်းတဲ့ညလေးဟာသူမရဲ့အည်ပြားကိုကန့်ညိနေတယ်ရောက်တဲ့အခါမိအားလုံးပိတ်ထားတဲ့ ဒါပေမဲ့ရေချိုးကန်းကတော့ဖန်မှုတ်တကားဖြူကနေမိမ့်မိမ့်လေးနေတယ်။သူမတကားခောက်တယ်တုတ်ပြန်တမ်းမရှိတကားလက်ကန်ကိုလှည့်ကြည့်တယ်သုံးခတ်ထားဘူး။ဂျူနိုသူမအော်ခေါ်ရင် အတွင်းကိုဝင်လာတယ်။အတွင်းလေတုကဆူဆွနေတယ်။ထူထဲပြီးနေရံတွေကချွေးထွက်နေတယ်လို့ပဲအတွင်းကိုရှောက်သွားတဲ့အခါသူမရဲ့ချီပလာတွေကတစ်သားချမ်းပြင်ပေါ်မှာဖြစ်ဖြစ်အတန်လေးတွေဖြစ်နေတယ်။မိခွန်းလိုက်တဲ့အခါသူမဟာအသက်ရှူမလို့နေပါဖြစ်သွားတယ်။ ရေချိုးခန်းတကားအောက်ကနေ ရေရွေစီးထွက်နေပြီးကျမ်းပြင်တစ်ခုလုံးကိုဆူဆွနေစေတယ်။ဂျူနိုတူမာတိုတိုလေးပြောရင်းတကားကို နားကပ်ပြီးနားထောင်နေတူမာကြားရတာကတဆက်တဆက်နေကွေးတဲ့အတန်ပြီးတော့ဂလောက်ဂလောက်ဆိုတဲ့အတန်ပိုက်ထဲကတခုခုလှုပ်ရှားတန်လားဒါမှမဟုတ်အသက်ရှူတန်လားတူမာတကားကိုတွန်းခွန့်လိုက်တယ်ရေချိုးစလုံးထဲမှာ ရေတွေပြည့်စံနေတဲ့ဘုံပိုင်ကောင်းပိတ်ထားပေမဲ့ရေတွေကဇလုံးပေးတွေကနေစီးကျနေတဲ့ဂျူနိုကအဝတ်စုံနဲ့အတူဇလုံးထဲမှာလဲနေတဲ့လှုပ်မရှားပဲသူမရဲ့မျက်လုံးတွေကကျေပြက်နေပြီးမျက်နှာချက်ကိုစိုက်ကြည့်နေတယ်။ဂျူနိုအေဗာကချက်ချင်းပြေးသွားပြီးသူမကိုလှုပ်တယ်။ဂျူနိုကအိမ်နိုနိုလိုဖြည်းဖြည်းချင်းမျက်စိချလိုက်တယ်။သူမရဲ့နှာခမ်းတွေလှုပ်ပြီးအတန်တိုးတိုးလေးနဲ့ပြောတယ်ဒါက မျက်နှာပြင်အောက်မှာစောင့်နေတယ်။ချက်ချင်းစလုံးထဲကရေတွေဟာလဲပတ်လာပြီးအောက်ကနေတခုခုကဆွဲငင်တယ်လို့ပဲ။အေဘာကအော်ဟစ်ပြီးဂျူနိုကိုဆွဲထုတ်လိုက်တဲ့အချိန်မီလိုက်ပါတယ်။ဂျူနိုရဲ့စပင်မဟုတ်တဲ့အနက်ရောင်စပင်အစအနာတခုက ရေပိုက်ကောင်းထဲကနေရှော့ထွက်သွားပြီးပြက်ကွယ်သွားတဲ့သူတို့ဟာအဲ့ဒီညအိတ်မပြောခဲ့ကြဘူး။နောက်နေ့မနက်မှာတီယိုနဲ့ရစ်တိုကသူတို့လည်းအိမ်မက်ဆိုးတွေမက်ခဲ့တယ်လို့ဝန်ခံကြတယ်။ရေကူးကန်ထဲမှာနစ်နေပြီး မမြင်ရတဲ့လက်တွေကဆွဲချနေတယ်လို့ပဲမာလစ်ကတော့တလုံးတစ်ပါးသားမှမပြောဘူးနေကလေးကဖုံးမကင်တော့ဘူးသူတို့ဟာ မာလစ်ကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့သူတို့ရောက်တဲ့အခါအင်းရှိတကားကဟနေပြီးကျမ်းပြင်တစ်ခုလုံးစုံနေတယ်ရေချိုးခန်းကနေထွက်လာတဲ့ဆူဆွနေတဲ့ခြေရာတစ်ခုကိုတွေးလိုက်တော့ရုတ်တရက်ရက်လိုက်ကြတယ်အုပ်စုလိုက်ဟာမာလစ်ရဲ့ခြေရာတစ်ခုတည်းကိုကြည်ရင်ကြောက်ရွံ့မှုတွေနဲ့ခြေကုန်းလက်ပန်းကျနေတယ် သူပဲရောက်နေတာလဲတီယိုတိုးတိုးလေးပြောလိုက်တယ်ဘာလို့ခြေရာကတခုပဲရှိတာလဲဂျူနိုက"သူမရဲ့အတန်းတော့ရင် ဖြစ်ဆွတ်ပြောတယ်သူတို့အိမ်ကိုရှာဖွေကြတယ်မာလီရဲ့အရေးရောမရှိ သူ့အိယာကထိတွေ့ထားခြင်းမရှိ ဖုန်းကမိဖို့ချောင်းစပွဲပုံမှာရေဆူနေစေ"ဒါပေမဲ့ရေချိုးခန်းထဲမှာသူတို့တွေ့ရတာကစိုးနေတဲ့အဝတ်တထည်ကိုအလိမ့်လိုက်ချထားပြီးအတွင်းမှာအနက်ရောင်စပ်ပင်အစာအနာတွေရှိနေတယ် ဒါကမာလိရဲ့စပင်မဟုတ်ဘူးအေဗာကတုံနေတဲ့လက်ချောင်းတွေနဲ့ကင်ပြီးပြောတယ်ရီနောက်ပြန်ဆုပ်သွားတယ်ငါတို့ရေကူးကန်စီသွားဖို့လိုတယ်ဘာကြောင့်လဲတီယိုမေးတယ်အရာအလုံးကအဲ့ဒီကနေစတယ်ညနေခင်းမှာ သူတို့ဟာရေကူးကန်အဆောက်အဦတွေကိုခိုးဝင်ကြတယ်တကားတော့ခတ်ထားပေမဲ့ရစ်ကပြီးခဲ့တဲ့နေရာဒီကအဲ့ဒီမှာအချိန်ပိုင်းလှုပ်လှုပ်ခဲ့တာကြောင့်တော့အရန်ရှိသေးတယ်မီးတွေပိတ်ထားပြီးရေကလည်းတင်းငင်လွန်းနေတယ်ဖန်ပြလိုမျိုး အနက်ဆိုင်ဆုံးနေရာဘေးမှာရက်နေကြတော့ဂျူနိုကရုတ်တရက်ပြောလိုက်တယ်ငါတို့ဒီရေကိုစုပ်ထုပ်ပစ်တဲ့သူတို့ဟာထိန်ချုပ်ရေခမ်းထဲကိုချိုးဖျက်ဝင်ရောက်ပြီးရေထုပ်ပါလက်ကိုရှာတယ်ရီကလီဘာကို ဆွဲတဲ့အခါစူညံတန်တစ်ခုအဆောက်အဦတစ်ခုလုံးမှာပဲ့တင်ထက်နေတယ်ပြီးတော့အတန်ကျဲတစ်ခုရေထဲမှာအသက်ရှိတဲ့အရာတစ်ခုရှိနေတယ်သူတို့ရေကူးကန်ဆွန်းစီပြေးသွားကြတယ်ရေတွေဟာလိန်ခွေသွားတယ်ဖြည်းဖြည်းချင်းပြီးတော့မြ мян ဒါကြောင့် တို့မြင်လိုက်ရတဲ့ဖြူဖက်ဖြူရော်မျက်နှာတစ်ခုရေမျက်နှာပြင်ပေါ်ကိုပေါ်လာတဲ့အနက်ရောင်စပင်းနဲ့အမျိုးသမီးမျက်လုံးတွေကမင်းတက်နေပြီးပါဇက်ကအော်ဟစ်နေတယ်လို့ပါသူမဟာရေအောက်မှာပေါ်လုံးမျောနေပြီးသူတို့ကိုစိုက်ကြည့်နေတဲ့ရေတွေဆက်လက်စီးထွက်နေတယ်အယိုးတွေလက်ဝဲရတနာတွေအဝိဆတွေအောက်ခြေဖြစ်ဆက်မှာကတ်နေတာကိုဖော်ပြနေတယ်မျိုးသမီးဟာပြင်းထန်စွာရုန်းကန်လာတဲ့ရေကူးကန်နေရံတွေကိုလက်သေးတွေနဲ့ကုပ်ဖက်နေတယ်မတက်နိုင်ဘူး။ရီးဒူးထောက်လိုက်တဲ့ ငါဒီပုံမြင်ကိုသိတယ်အဖွာပြောဘူးလေဒီရေကူးကံမတိတ်ခင်ကအမျိုးသမီးတယောက်ရင်းနှစ်တည်ဆုံးခဲ့တယ်သူမရဲ့အလောင်းကိုဘယ်တော့မှမတွေ့ခဲ့ဘူးသူမရဲ့ကူပေါ်မှာဒီကံကိုစောက်ခဲ့တာသူမစောက်နေတာအေဗာနားလဲသွားတယ်တယောက်ယောက်ကနက်နက်ဆိုင်ဆိုင်ကူးဖို့အစားထိုးဖို့ပြီးတော့သူတို့တွေ့လိုက်ရတာကမာလစ်အောက်ခြေမှာမလုံမရှားမျောနေတယ်မျက်လုံးတွေကျပြတ်နေတယ်ဒါပေမဲ့သူတို့သူ့ကိုဆွဲထုတ်တဲ့အခါသူအသက်မရှူနေဘူး အေဗာဖတ်လို့တဲ့အလုံးမဖြစ်ဘူးမာလိရုတ်တရက်အသက်ပြန်ရှူလာပြီ သူတို့ကိုဘာမှမသိသလိုကြည့်နေတယ်ငါသူမောက်ကိုမြင်တယ်သူတို့တိုးလေးပြောတယ်သူမကပြောတယ်ငါကံကောင်းတယ်လို့သူမကတယောက်ယောက်ကို ရွေးခဲ့တယ်ဘသူလဲတီယိုမေးတယ်မာလိကအေဗာကိုကြည့်တယ်ပြီးတော့သူ့နောက်မှာ သူတို့လက်ကြည့်တဲ့အခါဂျူနိုကိုရေကူးကန်ဆွန်းစီနောက်ပြန်ဆုတ်သွားနေတာတွေ့ရတယ်တခုခုက သူမကိုခေါ်နေတယ်လို့ပဲမဖြစ်ရ အေဗာကသူမရဲ့လက်ကို ဆွဲယူတယ်။ဒါပေမဲ့ဂျူနိုကပြုံးနေတယ်။သူမပြီးသေးဘူး။ဂျူနိုကတရားမျှတမှုရှိတယ်လို့ပြောတယ်။သူတို့မတားဆီးနိုင်ခင်သူမခုံချလိုက်တယ်။ရေကူးကန်ကလုံးဝခြောက်တွေ့နေပြီးဒီရိုးချိုးတန်တစ်ခုကအဆောက်အဦတစ်ခုလုံးမှာပဲ့တင်နေတယ်။သတင်းပတ်တွေကြာလာတယ်။အစိုးရတွေကဂျူနိုရဲ့တေဆုံးမှုကို စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့အဆုံးစီရင်မှုလို့အမိန့်ချမှတ်လိုက်တယ်။ရေကူးကန်ကိုအကန့်အသတ်မရှိပိတ်လိုက်ပေမဲ့ အောက်မှာတွေ့ရတဲ့အလောင်းအမျိုးသမီးမျက်နှာကကြောက်ရွံ့မှုနဲ့လိမ့်နေတာကိုဘသူမှမထီးကြဘူးနာစစ်စေးမှုတွေလည်းဘသူနဲ့မှမကိုက်ညီဘူးအေဗာမာလစ်တီယိုရစ်တို့ဟာနောက်ဆုံးမှကွဲသွားကြတယ်ဒီအကြောင်းဘယ်တော့မှထပ်မပြောကြတော့ဘူးဒါပေမဲ့တခါတလေအေဗာဟာညတစ်ခေါက်မှသူမရဲ့တိုက်ခန်းထဲကရေဆက်ကြတံတွေကြားရတယ်တခါတော့ကမန်ထောက်မှာဂျူနိုကိုမြင်ရတယ်လို့လူနဲ့ ီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်